င်္ဂလာပါရှင်ဒီနေ့ကျမတို့အာနည်းနည်းနဲ့ဆန်းစစ်ကြည့်ကြမယ့်အကြောင်းအရာကတော့လေတော်တော်လေးဆေးလုရှားစရာကောင်းတယ်အနာကတ်ကိုကြုံမြင်နေရလို့ပဲ Apple ရလာမယ့် iPhone ဒီမှာပေါ့နော်မြေပြင်ဖုံးတိုင်းတွေမလိုတော့ဘူးအာကတာတွေကဂျိုတူတွေကနေတိုက်ရိုက် 5G internet အပြည့်အဝသုံးနိုင်အောင်လုပ်နေပြီဆိုတဲ့သတင်းတွေပါဟုတ်ပါတယ်ဒါကတော်တော်လေးဟွန်းလက်ရှိ mobile internet အတွေ့အကြုံကိုအခြေခံနေပြောင်းပြနေတဲ့အလားအလာရှိတဲ့နည်းပညာတစ်ခုပေါ့လေ ဒီနေ့ဆွေးနွေးဖို့ကျွန်တော်တို့အဓိကမိញန်းတာကတော့အဲ့ဒီဂျိုတု 5G ခြေဆက်နိုင်မှု အထူးသဖြင့်ဟို SpaceX ရဲ့ Starlink ကိုရန်နဲ့ခြေဆက်နိုင်ခြင်းရှိတယ်ဆိုတဲ့သတင်းတွေပေါ့နီးပညာခမှန်းချက်တွေပါတဲ့ဆောင်းပါတချို့ကနေကောက်နှုတ်ထားတာပါကောင်းပါပြီဆိုတော့ဒီနေ့ဆွေးနွေးမှုရဲ့အဓိကရည်ရွယ်ချက်ကဒီ Joto 5G နီးပညာကဘလောက်လက်တွေ့ကျနိုင်မလဲ အခု Apple iPhone မှာပါတဲ့အရေးပေါ် Joo 2စနစ်နဲ့ကောဘာတွေကွာမလဲ။နောက်ပြီးသုံးတဲ့တူတွေ company တွေအာ mobile ဆက်သွယ်ရေးလောကကြီးတစ်ခုလုံးအတွက်ရောဘလို့တက်ရောက်မှုတွေရှိလာနိုင်မလဲ။အဲ့ဒါတွေကိုပတ်စုံကြည့်ကြတာပေါ့။စိတ်ကူးကြီးအောင်နဲ့တကယ်မိုက်နေပြီလေ။ကဘာပေါ်မှာဘယ်နေရာရောက်ရောက်လုံးဝဖုန်းလိုင်းမမိမှ internet မရမှစိတ်ပူစရာမလိုတော့တဲ့အနာဂတ် iPhone တစ်လုံးအဲ့လိုမျိုး။တကယ်ကိုစိတ်ဝင်စားစရာအိမ်မက်လိုပါပဲ။ဒါပေမဲ့ အဲအိမ်မက်မဟုတ်တော့ဘူးတကယ်ဖြစ်လာတော့မယ်ဆိုတဲ့အရေးအယောင်တွေကတော့မြင်နေရပဲလုံးဝ line မရှိတဲ့တော်တယ်ဒါမှမဟုတ်ပင်လဲပင်အလဲမှာတော့ HD video ကြည့်မယ် video ခေါ်ခေါ်မယ်ဆိုတော့တော်တော်ဝီတို့အထင်ကြီးစရာပဲကဲဒါဆိုအဲ့ဒီအလားအလားတွေကိုတေးစိတ်ဆော့ပြီးဆွေးနွေးကြည့်ကြအောင်ပထမဆုံးလေ Apple ရဲ့အဓိကအဆီဇင်အဲ့ဒါလေးအနစ်ချုပ်ပြန်ဆားလိုက်ရအောင် မေဘီယန်တာဝါမလိုပဲဂျိုတုကနေ 5G ဆိုတာကိုနည်းနည်းလေးထပ်ရှင်းပြပေးပါဦးဟုတ်ကဲ့အဓိကကတော့ Apple ကလေလက်ရှိကျွန်တော်တို့အားကိုးနေရတဲ့မေဘီယန်ဘော်က Cell Tower တိုင်းကွန်ရက်အကြီးအဲ့ဒါကိုလုံးဝကျော်ပြီးတော့ကဘာပလန်းကြောင်းတွေက low at orbit ဂျိုတုတွေ LEO ဂျိုတုတွေကနေ iPhone 10ကို 5G signal တိုက်ရိုက်ပို့ပေးမဲ့စနစ်ကိုဖန်တီးဖို့ကြိုးစားနေတာဆိုလိုတာကတော့တာဝါတိုင်းဆောက်ဖို့မလွယ်တဲ့နေရာတွေလုံးဝမရောက်နိုင်တဲ့နေရာတွေမှာပါမြန်နှုံမြင့် internet တုံးနိုင်လာဖို့ပေါ့ ဲ့ဒါကိုယူရတာဟင်းဒါကတော်တော်ရီမန်းချက်ကြီးတဲ့ရှီမန်ခင်းမယ်လုံနိုင်ဖို့ကလည်းနီးပညာအခက်ခဲတွေအများကြီးရှိမှာပဲနော်သတင်းတွေအရဆိုရင်ဒီ feature ကိုဘယ်လိုလုပ်မင်းညနိုင်မလဲဘယ် iPhone model လေးကစပြီးပါလာနိုင်မလဲဟင်းလက်ရှိကမန်ဂျက်ဒီအတွင်တရင်တချို့ရတော့လေဒီဂျိုတု 5G feature ကို2026ခုနှစ်အဲအဲ့ဒီဝင်ကျင်လောက်မှာစပြီးမိတ်ဆက်လာနိုင်တယ်လို့ဆိုတယ် ထမဆုံးဒီစနစ်ကိုတုံးနိုင်မဲ့ model တွေကလားအဲ့ဒီနေ့မှာထွက်မဲ့ iPhone 18 Pro နဲ့ iPhone 18 Pro Max အဲ့ဒါတွေဖြစ်ဖို့အလားအလားများတယ်လို့ယူဆထားကြတယ်ဆိုလိုတာက app ထုံးစံနိုင်ပေါ့ feature အတစ် mini ကို Pro model တွေမှာအရင်ထည့်ပေးမယ်ပြီးမှနောက်ပိုင်းတွေကျ standard model တွေစီတပီပီချဲ့သွားမယ်ပုံစံမျိုးပေါ့2026ဆိုတော့ not 1နှစ်လောက်အတွင်းပေါ့လေဒါမဲ့ဒီလိုဂျိုးတုနဲ့တက်ရိုက်ချိတ်ဆက်တာက iPhone လိုတေးသေးလေးထဲမှာထည့်ဖို့ internal design တို့ power သုံးစွဲမှုလို့ အဲ့ဒီစိန်ခေါ်မှုလေတကယ်ရှိနိုင်တယ်မို့လားဒီရက်ဆွဲကဘလောက်လက်တွေ့ကြနိုင်မလဲအဲ့ဒါတော်တော်မန်းတဲ့ချက်ပဲအကြီးမားဆုံးနေပြည်တော်စိန်ခေါ်မှုတွေထဲမှာဆိုရင် ဖုန်းရွယ်စားတွေထည့်နိုင်ရမယ်ဒါပေမဲ့အာကာတရီကဂျူဒူးနဲ့တိုက်ရိုက်ဆက်တွေ့နိုင်လို့အာကောင်တဲ့အင်တာနာလိုတယ်အဲ့ဒါကိုထိတွင်ရမယ်ပြီးတော့ဒီလိုချိဆက်မှုမျိုးဟာဖုန်းဘက်ထရီကိုများကြီးကုန်စင်နေတာဆိုတော့ပါဝါမန်နေဂျမန့်ကိုလေအထူးဂရူးဆိုက်ဒီဇိုင်းလုပ်ရမယ် နော်ဘီ latency လို့ခေါ်တဲ့အချက်လိုက်ကြန့်ကြခြင်းအဲ့ဒါတော့မြေပြင် 5G လောက်များမှာမလားဆိုတာလည်းမေးခွန်းရှိနေတော့မယ်ဒါတော့2026ဆိုတာကရည်မှန်းချက်ပေါ့ဒါပေမဲ့ဒီစိန်ခေါ်မှုတွေကိုကြော်နိုင်မကြော်နိုင်ပေါ်မူပြီးအပြောင်းလဲရှိနိုင်ပါတယ်ဟုတ်ဒီနေရာမှာနောက်ထပ်စိတ်ဝင်စားစရာကဟိုတင် SpaceX ရဲ့ Starlink ရဲ့ပေါင်းနိုင်ခြေရှိလေဆိုတဲ့သတင်းတွေပဲ Starlink ကအခု Jodo Internet မှာရှေ့ကပြေးနေတာဆိုတော့လေအပောင်းနဲ့ပေါင်းလိုက်ရင်ပိုဖြစ်နိုင်ခြင်းများသောမလားအဲ့ဒီကြောင့်လေးလေးနဲ့ဆွေးနွေးကြည့်ရအောင်ဟုတ်ကဲ့ Avalier ရေရှည်မျောမှန်းချက်က Starlink လိုမျိုးပေါ့ဒီဆောက်ပြီးသားကျေပြန့်ပြီးသား Jodo ကွန်ရက်ကြီးကိုတုံးပြီးတော့ iPhone 3နဲ့တူလေစီဒီဝန်ဆောင်မှုပြဖို့ဖြစ်နိုင်ပါတယ်တရင်ရေးမြစ်တချို့ရတော့ Apple နဲ့ SpaceX ဂျာမာဒီကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေရှိနေတယ်လို့ဆိုတယ် ဒါပေမဲ့ဒါကအတီးပြုတ်ပြီးသားတရားဝင်သတင်းတော့မဟုတ်သေးဘူးကောလာဟလဒါမှမဟုတ်လူငါးပိုင်းဆွေးနွေးမှုအစမှာပဲရှိအောင်မှာပေါ့လေစတားလင်ကိုသုံးမယ်ဆိုရင်တော့ Apple အတွက်အမြဲတက်တာတော့မှာကိုပိုင်ဂျူတုကွန်းရဲ့ကြီးဆောက်ရမယ်အချိန်ရောပိုက်ဆိုင်ရောပေါ့ Thomas Spaces ကလည်းသူ့ရဲ့ Starlink Direct to Cell နည်းပညာကြီးညာထားပြီးသားမို့လားအခြားဖုန်းတွေနဲ့လည်းခြေလျောက်အောင်လုပ်နေလားဆိုတော့ Apple ထတီးတဲ့သူပေါ့မလားဒါမှမဟုတ် Apple ကကိုယ်ပိုင် hardware ပိုင်းဟို modern chip လိုမျိုး ထုတ်ပြီး Starlink ကိုရက်ကိုပိုကောင်းအောင်သုံးတာမျိုးရောဖြစ်နိုင်မလားဟုတ်တယ်ဖြစ်နိုင်ချင်နှစ်ခုလုံးရှိပါတယ် SpaceX ရဲ့ direct to cell ကအခြားဖုန်းတွေမှာလည်းအလုပ်လုပ်အောင်ယူရထားလာမှန်းတယ်ဒါပေမဲ့အစအပိုင်းမှာ text message လောက်ပဲရနိုင်တယ်ရ Apple ကသူ iPhone 13 Pro မှာ 5G အပြည့်ရအောင်လုပ်မယ်ဆိုရင်လေ Apple ကကိုပိုင် custom design modem chip တွေ antenna နီးပညာတွေသုံးပြီး Starlink ခွန်ရက်ကိုအကောင်းဆုံးအသုံးချနိုင်အောင် optimize လုပ်တာမျိုးဖြစ်နိုင်တယ်။အဲ့လို့ဆိုရင်အခြားဖုန်းတွေမှာရမယ့်အခြေခံ satellite connectivity တွေထက် iPhone မှာရမယ့်အတွေ့အကြုံကပိုသားသွားနိုင်တယ်။ ဒါ app and look နေ just strategy ပဲလေ hardware နဲ့ software ပေါင်းပြီးပိုကောင်းအောင်လုပ်တာမျိုးပေါ့အခုလက်ရှိ iPhone တွေမှာလည်းဂျိုတူးခြေဆက်မှုစနစ်ပါပြီဟာလေ emergency SOS via satellite ဆိုတာအခုပြောနေတဲ့ဂျိုတူး 5G စနစ်ကအဲ့ဒီလက်ရှိစနစ်နဲ့ဘယ်လိုကွာမလဲအဲ့ဒါလေးထေချာရှင်းပြပေးပါအောင်တုံးတဲ့တူတီရိုးသွားနိုင်တယ်ဒါကတော်တော်လေးအရေးကြီးတဲ့အချက်ပါလက်ရှိ iPhone 14နဲ့နောက်ပိုင်း model တွေမှာပါတဲ့ emergency SOS via satellite ကနမေတိုင်းပဲအရေးပေါ်ခြေနေတွေတိထိတာ ဆိုလိုတာက phone line လုံးဝမမီဘူး wifi လည်းမရှိဘူးအဲ့လိုနေရာတွေမှာအသက်အန္တရာယ်ဒါမှမဟုတ်အရေးပေါ်အကူအညီလိုလာရင်ပေါ့ကြိုတင်တက်မှတ်ထားတဲ့အရေးပေါ်နံပါတ်ဒီစီကိုစာတို့ text message ပို့ပြီးအကူအညီတောင်းထို့ကိုယ့်နေရာကို share ဖို့အဲ့ဒီအတွက်ပဲအချက်လက်နာမည်လေးပဲပို့နိုင်တာအချိန် second minute နဲ့စောင့်မပို့လို့ရတာ web သုံးတာတို့ app သုံးတာတို့ဖုန်းခေါ်တာတို့လုံးဝမရဘူး ဆိုလိုတာကလက်ရှိစနစ်ကအသက်ကယ်ဖို့လောက်ပဲပေါ့နော်အင်တာနက်သုံးဖို့မဟုတ်ဘူးကျမတခါကတောင်တက်ရင်လမ်းပြဖို့တယ်အဲ့တုန်းက line ကလည်းလုံးဝမမီဘူးအဲ့လိုအခြေအနေမျိုးမှာအရေးပေါ်စာတူလေးပို့နိုင်တာအသက်ကယ်နိုင်တာမှန်ပေမဲ့အခုပြောနေတဲ့ Joot 5G ကအထက်များကြီးပို့လွားပြီပေါ့နော်အတိအကျပဲအခုပြောနေတဲ့အနာဂတ် Joot 5G စနစ်ကအရေးပေါ်အတွက်တည်တံ့မဟုတ်တော့ဘူးဒါကပုံမှန် mobile data connection တခုလိုပဲအလုပ်လုပ်မှာဘယ်နေရာမှာရောက်ရောက်တောင်ထိတ်မှာဖြစ်ဖြစ် ပင်လေဖြစ်ဖြစ်လီယန်ဘောဖြစ်ဖြစ်ကဘာလေခီးတော်နေတုံဖြစ်ဖြစ်မြန်နှုံမြန့် 5G အင်တာနက်ကိုအပြည့်အဝတုံနိုင်မှာဗီဒီယိုကြည့်တာဆိုရှယ်မီဒီယာသုံးတာအွန်လိုင်းဂိမ်းဆော့တာအလို့ဖိုင်ကြီးတွေတောင်းတာအပ်လို့လုပ်တာအကုန်လုပ်နိုင်လာမှာဒါကလက်ရှိ emergency SOS နဲ့ရှင်ရင်အကြီးမားဆုံးကြွာချချက်ပဲဝေါဒါဆိုရင်တော့တကယ်ကိုဂိမ်းချင်ကြပဲအရေးပေါ်စာတိုလေးပို့ယူမှနေဘယ်ညာမှမဆိုး high speed internet သုံးနိုင်တာဆိုတော့တကယ်တော်လည်ရေးပဲဒီလိုဖြစ်လာရင်သုံးဆွဲထူတွေအတွက် blue တိကျတဲ့အကျိုးကျေးဇူးတွေရနိုင်မလဲ connectivity ကောင်းလာမယ်ဆိုတာပြင်တခြားဘာတွေရှိ ਉ မလဲอืม connectivity ကောင်းလာခြင်းရဲ့နောက်ဆက်တွဲအကျိုးကျေးဇူးတွေအများကြီးရှိတာပေါ့တဲ့ချက်ကနေရာဒေသကန်တက်ချက်မရှိတော့တာတောင်တက်သမားတွေတင်ဘောသားတွေသူဒေသနာလုတ်တဲ့သူတွေဟိုးဝေးလံခေါင်ပြဒေသတွေမှာအလုပ်လုပ်နေရတဲ့သူတွေ သူတို့အတွေ့အဆက်အသွယ်လုံးဝမပြတ်တော့ဘူးအရင်ကအင်တာနက်မရလို့မလုပ်နိုင်ခဲ့တဲ့အလုပ်တွေသူရေသနာတွေကိုအချိန်နဲ့တပြေးညီလုပ်နိုင်လာမယ်ဟုတ်ကဲ့နင့်အချက်ကအရေးပေါ်အချိန်ကြီးတုံ့ပြန်မှုပုံမြန်လာမယ်တဘာဝဘေးအနေအကြောင်းမြေပြင်ဆက်သွယ်ရေးတွေပြတ်သွားတဲ့အခါမျိုးမှာတော့ကယ်ဆယ်ရေးသမားတွေဒုက္ခသည်တဲ့အချိန်တွေဆက်သွယ်နိုင်မယ်တီနီယာအတိအကျ share တာ live video နဲ့အချိန်တွေတိုက်ရိုက်ပြတာတွေလွတ်လာနိုင်မယ်အေးသုံးချက် remote working နဲ့ ပညာရေးခွင့်လန်းသစ်သေးပေါ့ကျေးလက်တီသားတွေအင်တာနက်လိုင်းမကောင်းတဲ့နေရာကလူတွေအတွက်အရေးသွေးမင်းအင်တာနက်ရလာမှုကအဝေးကနေအလုပ်လုပ်ဖို့အွန်လိုင်းကနေပညာသင်ဖို့အခွင့်လန်းကောင်းတွေဖန်တီးပေးနိုင်တယ်နောက်ဆုံးတစ်ခုကခီးသွွားတွေ့ကြုံပိုကောင်းလာမယ်လေရင်ပေါ်မှာယထားပေါ်မှာသမမှုနိုင်ငံခြားခီးသွွားနေချိန်မှာ roaming စိတ်ပူစရာမလိုတော့ဘူး sim ကပြောင်းသုံးစရာမလိုပဲကို iPhone ကနေတိုက်ရဲ့ internet သုံးနိုင်တာမျိုးဖြစ်လာနိုင်တယ် ဒါဆိုရင်ဒီနေ့ပညာသုံးဖို့အတွက်သုံးရတူတဲ့ဘက်ကကုန်ကြစရိတ်ကံဘလို့ရှိလာနိုင်မလဲ iPhone ဈေးဟမတခါလေးပါလာမလားတောင်းမို့ lesson ကြီးပေးရတဲ့ subscription ဝင်ဆောင်ယူပုံစံမျိုးဖြစ်လာမလားအဲ့ဒါကတော့အတိအကျပြောဖို့နည်းနည်းစော်သေးတယ်ဖြစ်နိုင်ခြေရှိတဲ့ပုံစံတွေကတော့တစ်က premium ဝင်ဆောင်မှုပေါ့ Apple ကဒီ feature ကိုအဖိုးဝင်ဆောင်မှုအနေနဲ့ lesson ကြီးတောင်းမို့နှစ်စင်ချင်းနဲ့ရောင်းတာမျိုးဖြစ်နိုင်တယ် Apple One လို့ bundle တဲ့ထည့်တာမျိုးလေးဖြစ်နိုင်တယ်နှစ်က MNOD တဲ့ပူပေါင်းတာ လက်ရှိဖုန်းကုမ္ပဏီတွေနဲ့ပေါင်းပြီးသူတို့ရဲ့ data plan တွေထဲမှာ satellite add-on အနေနဲ့ထည့်ရောင်းခိုင်းတာမျိုး။음။သုံးကအချက်လက်ပမာဏအလိုက်ဈေးနှုန်းသုံးတဲ့ data အနည်းများပေါ်မူတည်ပြီးဈေးနှုန်းကွဲတာမျိုးလည်းရှိနိုင်တယ်။ဒါပေမဲ့ဘီလိုပုံစံပဲဖြစ်ဖြစ်ပေါ့နော်။ကြိုးတုကန်တဲ့ internet ပေးရတဲ့ကုန်ကျစရိတ်ကမြေပြင်ကူးရုံးထက်များနိုင်တော့အလကားရမယ့် feature တော့ထိဖို့မလွယ်ဘူး။ဒီနေရာမှာစဉ်းစားစရာကဒီဝန်ဆောင်မှုကဈေးကြီးနေ digital device လို့ခေါ်တဲ့ digital ကွာဟာမှုပိုကြီးလာစေနိုင်တယ်လားဆိုလားပဲ။ဟုတ်တယ် ကုန်ကြစရိတ်အပိုင်းနာစိတ်ဝင်စားစရာပဲနောက်တစ်ခုကဒီနီးပညာကမိုဘိုင်းဆက်သွယ်ရေးလောကအပေါ်ဘလို့အကျိုးသက်ရောက်မှုရှိလာနိုင်မလဲအထူးသဖြင့် mobile network operator လို့ခေါ်တဲ့ကျမတို့လက်ရှိသုံးနေတဲ့ phone sim ကထုတ်ပေးတဲ့ company တွေရဲ့အခန်းကဏ္ဍအဲ့တော့ဘလို့ပြောင်းလဲသွားစေနိုင်မလဲဒါကအကြီးမားဆုံးတက်ရောက်မှုဖြစ်လာနိုင်တဲ့အပိုင်းပဲ MNO ရဲ့အဓိကလိုခံကမြေပြင်တာဝါတိုင်ကွန်ရက်ဆောက်တီးဝန်ဆောင်မှုပေးတာလေအခု Apple က စတာလင်းနဲ့ပေါင်းပြီးကမ္ဘာနဲ့လွှမ်းခြုံနိုင်တဲ့ကိုပိုင်ကွင်ရဲ့လိုဖန်နီးနိုင်ခဲ့ရင် MNO တွေရဲ့အရေးပါမှုရောက်သွားနိုင်တယ်ဟုတ်တကူကပြိုင်ဆိုင်မှုပေါ့ Apple ကကိုပိုင် Global Data Plan ကိုသုံးဆသူစီ တိုက်တိုက်ရောက်လာနိုင်တယ်ဒါဆိုရင် MNO တွေရဲ့ roaming ဝင်ငွေတွေဝေလံကောင်ဖျား data ကသုံးဆသူတွေစီကရမယ်ဝင်ငွေတွေထိခိုက်လာနိုင်တယ်နောက်တစ်ခုကပူးပေါင်းဆောင်ရွက်မှု MNO တွေအနေနဲ့သူတို့ကွန်ရက်မရောက်တဲ့နေရာတွေအတွက် Apple Starling ရဲ့ဂျိုးတုကွန်ရက်ကိုပြန်ငှသုံးသည့်သူတို့သုံးဆွဲသူတွေကိုဝန်ဆောင်မှုပေးရတဲ့အခြေအနေဖြစ်လာနိုင်တယ်။သူတို့က reseller လို့ဖြစ်သွားနိုင်တာပေါ့။အင်း reseller လို့မျိုးနောက်တစ်ခုက hybrid ကွန်ရက်တွေအနာဂတ်မှာမြေပြင်ကွန်ရက်နဲ့ဂျိုးတုကွန်ရက်ကိုချောမွေ့စွာပေါင်းထားတဲ့ hybrid ကွန်ရက်တွေပေါ်လာပြီးအခြေအနေပေါ်မူတည်ပြီးအကောင်းဆုံးကွန်ရက်ကိုအလိုအလျောက်ခြိတ်ပေးတဲ့စနစ်တွေဖြစ်လာနိုင်တယ်။ ဘလို့ပဲဖြစ်ဖြစ် MNO တွေအတွက်တော့သူတို့ရဲ့လက်ရှိ business model ကိုပြန်သုံးသပ်ပြီးလိုင်လျောညီထွေပြောင်းလဲဖို့ဖိအားကြီးကြီးမားမားဖြစ်လာမှာသိကြတယ်ဒီလိုဆိုရင်အခြား smartphone company တွေဥမာ Samsung တို့ Google တို့ကတော့ဒီ Gyoru ဆက်သွယ်ရေးနေပေမှာဘာတွေလုပ်နေကြလဲ Apple ကပဲဥဆောင်နေတာလားဒါမှမဟုတ်တချို့ပြိုင်ဘက်တွေစီကတော့အလားတူနှီးပညာတွေမြင်ရနိုင်ကြရှိလားဟုတ် Apple ကဒီဘက်ကိုအာယုံစိတ်တလို့အခြား company တွေကလည်းဒီနှီးပညာနဲ့အရေးပါမှုကိုတတိပြုမိနေကြတာပါပဲ Qualcomm လို့ chip ထုတ်တဲ့ company က Snapdragon satellite ဆိုပြီးယူရူ60နဲ့ chip တီကြီးညာပူတယ်။ Samsung ကပေါ့ဝင် Android phone ထုတ်လို့တော်တော်များများကလည်း Iridium လို့အခြားယူရူဆက်သွယ်ရေး company တွေနဲ့ပေါင်းပြီးအလားတူစနစ်တီထည့်သွင်းဖို့ကြိုးစားနေကြတယ်။ Jiutong company Huawei ဆိုရင် Jiobi တွင်းမှာယူရူကနေစတာပို့နိုင်တဲ့ feature ပါတဲ့ phone တွေထုတ်ရောင်းနေပြီ။ဟုတ်ပါပြီ။ဒါကြောင့် Apple တယောက်တည်းပြီးနေတာတော့မဟုတ်ဘူး။ဒါပေမဲ့ Apple ရဲ့အသားချက်က hardware software နဲ့ service ကို သူ ecosystem ထဲမှာပေါင်းစပ်ပြီးခြုံမွေ့တဲ့အတွေ့အကြုံပေးနိုင်စွာရှိတာပဲ 5G အပြည့်အဝကိုပထမဆုံးကြည်ကြဲပြောင်းရအောင်မအောင်လောက်ပြနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာပါဟုတ်ပါပြီအကျိုးကျေးဇူးတွေဖြစ်နိုင်ခြေတွေအများကြီးဖြိုးခဲ့ပြီပြီဆိုတော့အခြားထပ်ဖက်ကစဉ်းစားစရာအချက်တွေဒါမှမဟုတ်အားနည်းချက်ဖြစ်လာနိုင်တာတွေရောမရှိနိုင်ဘူးလားဥပမာလူတိုင်းအမြဲတမ်း online ဖြစ်နေခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေလိုမျိုးပေါ့မှန်ပါတယ်အမြဲတမ်း online ချိတ်ဆက်နေနိုင်ခြင်းက အကျိုးကျေးဇူးများစွာရှိသလိုစဉ်းစားစရာ အချက်တွေလည်း ရှိတာပေါ့တခုက privacy ကိုယ့်ရဲ့ဒီနေရာနဲ့လူရှားမှုတွေကိုအမြဲတမ်းကြည့်အားခံနိုင်ကြည်ရှိလာတာက privacy တွေစိုးရင်စရာဖြစ်လာနိုင်တယ်อืม now security ပေါ့ဂျိုးတူဆက်တွေ့ရေးကနေတဆင့် cyber တိုက်ခိုက်မှုတွေအချက်လက်ခိုးယူမှုတွေအတွက်လမ်းကြောင်းထစ်ထစ်လာနိုင်မလားဆိုတော့လည်းထည့်စဉ်းစားရမယ်နောက်ပြီး always on culture ပေါ့ အလုံငတ်ကိုပိုင်ဘဝဟန့်ချက်ညီမှုပြည်ခွင်းလာတာ digital detox လုပ်ဖို့ခက်ခဲလာတာမျိုးတွေကြုံတွေ့လာနေတယ်။ဟုတ်တယ်။နောက်တစ်ခုကမီးခွန်မှု Apple SpaceX လို့ company အနှံ့ငယ်ရဲ့အခြေခံအဆောက်အုံအပေါ်မှာလူများစုရဲ့စက်တွေကလုံးဝမီးခိုးတွားရတဲ့အခြေအနေကအန်တီအများတယ်။သူတို့စနစ်တစ်ခုခုချိုးရင်တွားရင်တက်ရောက်မှုကကြီးမားနိုင်တယ်။ဒီအချက်တွေကတော့ဤပညာတိုးတက်မှုတိုင်းမှာကြုံရလေရှိတဲ့စိန်ခေါ်မှုတွေမို့လို့ဘလို့ဟန်းချက်ညီဟန်ကြိုက်တွဲမလဲဆိုတာကအရေးကြီးလာမှာပါ။ကောင်းပါပြီ။ ဒီနေ့ဆွေးနွေးခဲ့တာတွေတော်တော်လေးပြည့်စုံပြီးစိတ်ဝင်စားစရာကောင်းပါတယ်။အနစ်ချုပ်ပြန်ကောက်ရရင်ဘယ်ချက်တွေကအဓိကအကြအဆုံးဖြစ်မလဲ။အဓိကအနစ်ချုပ်အချက်တွေကတော့တဲ့အပဟာနုပါနီစချောခုနဲ့လောက်မှာစတင်မဲ့ iPhone 18 Pro Series တွေနဲ့စပြီး Starlink လို့ဂျိုတူကုန်းရဲ့ဒီနဲ့တိုင်ရိုက် 5G အင်တာနက်အဖြေဝါသုံးနိုင်အောင် အရှိန်အဟုန်နဲ့လုတ်ဆောင်နေတယ်။နေ့ဒီနည်းပညာဟာလက်ရှိ iPhone နဲ့မှာပါတဲ့ ရေပေါ်တုံ emergency SOS via satellite ထဲအဆောက်ပေါင်းများစွာပို့အစ်မြင့်ပြီး ပုံမှန် mobile data လိုမျိုး internet အပြည့်ဝသုံးနိုင်မှာဖြစ်တယ်။ဟုတ်ကဲ့။၃ဒါဟာ iPhone သုံးဆွဲတူတဲ့အတွက်နေရာ data ကန့်သက်ချက်မရှိဘဲကမ္ဘာဘယ်နေရာမှာမဆူမြန်နှုတ်မြင့် internet အမြဲတမ်းသုံးနိုင်မဲ့အခွင့်ကိုဖန်တီးပြနိုင်တယ်။လေဒီနည်းပညာဟာ MNO လို့ခေါ်တဲ့လက်ရှိဖုန်းကုမ္ပဏီတွေရဲ့လုပ်ငန်းပုံစံကိုအကြီးအကဲပြောင်းလဲစေနိုင်တယ်လို့သုံးဆွဲသူတွေရဲ့ internet သုံးဆွဲမှုအလဲထားကိုလည်းပြောင်းလဲစေနိုင်တဲ့အလားအလာရှိတယ်။နား ဒါပေမဲ့ဤပညာဆိုင်ခေါ်မှုတွေကုန်ကြစရိတ်ပြိုင်ဆိုင်မှုနဲ့ privacy security လို့စဉ်းစားစရာအချက်တွေလည်းရှိနေတော့မယ်ဆိုတာပါပဲဟုတ်ကဲ့ပြည်စုံတဲ့အနစ်ချုပ်ပါပဲဒီဤပညာတကယ်ဖြစ်လာခဲ့ရင် iPhone 3ဆွဲသူတွေအတွက်တော့တကယ်ကိုတန်မိုးကြီးမားတဲ့အစ်မင့်တင်မှုကြီးဖြစ်လာမှတေချာပါတယ်တကယ်လို့ Apple ကဒီ feature ကိုအောင်မြင်မြင်နဲ့ပြမဆုံးမိတ်ဆက်နိုင်ရင်လေ smartphone ဈေးကွာမှာသူ့ရဲ့ဥဆောင်နေရာကိုပို့ပြီးခိုင်းပါစေမှအမှန်ပဲကဲဒီဆွေးနွေးမှုကိုအဆုံးမသက်ခင်မှာ နားထောင်နေသူတွေစက်ပီစင်လာကြည့်ဖို့အချက်လေးတစ်ခုခြံထားခဲ့ခြင်းပါတယ်။စောစောကြိုးခဲ့သလိုပဲဒီဂျိုတူကနေအင်တာနက်အပြည့်အဝချိတ်ဆက်နိုင်တဲ့နည်းပညာဟာ iPhone မှာပဲတည်တံဒါမှမဟုတ်အကောင်းဆုံးအရေးသွင်းတဲ့ရနိုင်တဲ့အားသာချက်တစ်ခု ဖြစ်လာခဲ့မယ်ဆိုရင်ပေါ့အခြား Android smartphone မှတ်တမ်းစိတ်တွေနဲ့ရင်းပြိုင်မှုပေါ့ဘလို့အကျိုးသက်ရောက်မှုတွေရှိလာနိုင်မယ်လို့ထင်ပါသလဲ။ဟုတ်။အဲ့ဒါတကယ်စိတ်ဝင်စားစရာကောင်းတဲ့အနာဂတ်ပြိုင်ဆိုင်မှုပွင့်စံကိုမေးလိုက်တာပဲ။တကယ်လို့သာ iPhone ကဒီ ဘယ်နေရာမှာမဆိုအင်တာနက်ရဆိုတဲ့ feature ကို exclusive အဖြစ်ဒါမှမဟုတ်တည်တည်တာတာတာလွန်ကောင်းမွန်တဲ့ရည်သွေးနဲ့ပေးနိုင်ခင်ဒါဟာအခြားဖုန်းတွေနဲ့ရှင်ပြိုင်ရမှာအလွန်ကြီးမားတဲ့ selling point တစ်ခုဖြစ်လာနိုင်တယ်ဟုတ်အထူးသဖြင့်အပြင်ထွက်အလုပ်လုပ်ရသူတွေခရီးသွားဝါသနာအိုးတွေလိုင်းမကောင်းတဲ့နေရာတွေမှာနေထိုင်သူတွေဒါမှမဟုတ်အရေးပေါ်အခြေအနေအတွက်အမြဲအသင့်ထချင်သူတွေသူတို့အတွက် iPhone ဟာအခြားရွေးစရာမရှိသလောက်ဖြစ်သွားနိုင်တယ် ဒါက Android phone ထုတ်လုပ်သူတွေအပေါ်မှာအကြီးအကျယ်ဖြစ်ရပေးမှုဖြစ်လာစေပြီးသူတို့ကိုလည်းအလားတူနည်းပညာတွေအများန်းဆုံးလိုက်ပြီးအောင်ဒါမှမဟုတ်တန်ပြန်နည်းပညာတွေရှားဖွေလောင်းတွားပေးပါလိမ့်မယ်။နောက်တစ်ချက်ကတော့တီးနည်းပညာက မိုဘိုင်းဆက်သွယ်ရေးအနာဂတ်ကိုဘယ်လိုဖုံးဖော်သွားမလဲဆိုတာပဲ။မြေပြင်တာဝါရန်ရဲ့အခန်းကဏ္ဍလုံးဝပျောက်သွားမလား။ဒါမှမဟုတ်ဂျိုတူးနဲ့မြေပြင်စနစ်တွေအပြန်အလှန်ပေါင်းဆက်ထားတဲ့ hybrid ကုန်ရတွေက new normal ဖြစ်လာမလားဆိုတာကတော့နောက်နေ့အနေငယ်အတွင်းမှာကျွန်တော်တို့အားလုံးစိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ရမယ်အပြောင်းလဲတွေဖြစ်လာမှာတေချာပါရခင်ဗျာ